ကဘာဖလားကိုခြေစစ်ပွဲအောင်ရမလို့ပဲနဲ့ဝင်ကန်နိုင်မဲ့ခွင့်ရရရှိလာတော့မယ့်မြန်မာပြည်သမ ्या အလုံးမဲ့မင်္ဂလာပေါင်းများ Ready Battle ကတင်ဆက်နေပါတယ်မြန်မာအသင်းကတော့တကယ်ကိုဘုံနဲ့ကန်နဲ့ရွှေစင်လို့ဆိုရတော့မှာပါဘာလို့လဲဆိုတော့ကဘာဖလားကိုခြေစစ်ပွဲတောင်ကန်စရာမလို့ပဲခြေစစ်ပွဲကန်လို့မအောင်ဘူးဆိုရင်လည်းဘာမှပူနေစရာမလိုတော့ပဲနဲ့ကဘာဖလားကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားနိုင်တဲ့အခွင့်အရေးတည်းရဲ့ပေါ်ပေါက်လာဖို့ရှိနေတာကြောက်မယ်ဖြစ်ပါတယ်ခြေစစ်ပွဲမအောင်မဲနဲ့မြန်မာအသင်းကဘယ်လိုမျိုးကဘာဖလားကစားမလဲဆိုရင် ရုရှားကကမ္ဘာလားခြေစစ်ပွဲမှာအောင်မြင်တဲ့အသင်းတွေအတွက်နောက်ထပ်ကမ္ဘာလားပြိုင်ပွဲတစ်ခုကိုကျင်းပဖို့စီစဉ်နေတာကြောင့်ဖြစ်ပါရည်။ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့စိတ်ကူးဖြစ်တဲ့ခြေစစ်ပွဲမှာအောင်မြင်တဲ့အသင်းများအတွက်ဒုတိယကမ္ဘာဖလားသို့မဟုတ်အခြားရွေးချယ်စရာကမ္ဘာဖလားအစီအစဉ်ကတကယ်တမ်းအကောင့်ထဲပေါ်လာခဲ့မယ်ဆိုရင်တော့ ညပါတင်အတွက်ရောနိုင်ငံတကာဘောလုံးလောကအတွက်ပါအရေးပါတဲ့ပြောင်းလဲတွေဖြစ်လာနိုင်ပါ ರೀ ဒီစီစဉ်ရဲ့နောက်ကဲမှာဘောလုံးတက်တက်မဟုတ်ဘဲနဲ့ရှင်းလင်းတဲ့နိုင်ငံရေးရွယ်ချက်တွေရှိနေလို့သုံးသပ်ရပါ ರೀ ရုရှားဟာလက်ရှိမှာယူကရိန်းရေးကြောင့်နိုင်ငံတကာအားကစားပြိုင်ပွဲတွေအထူးသဖြင့်တော့ FIFA နဲ့ UEFA တို့ကကျင်းပတဲ့ပြိုင်ပွဲတွေမှာပါဝင်ရှင်ပြိုင်ခွင့်ပိတ်ပင်ခံထားရပါ ರೀ ပူတင်ကလိုမျိုးဒုတိယကမ္ဘာဖလားကိုဖန်တီးခြင်းအပြင် FIFA ကို3ပေးလိုတာဖြစ်ပါ ರೀ ငါတို့ကကိုယ်ပိုင်ပြိုင်ပွဲတွေဖန်တီးနိုင်တယ်မင်းတို့ရဲ့လက်ဝကြီးအုံမှုကိုချိုးဖြတ်ပြစ်နိုင်တယ်ဆိုတဲ့သတင်းစကားကိုပေးပြီးတော့လက်ရှိပိတ်ဆို့မှုတွေကိုဖြေလျှော့ပေးဖို့ဖိအားပေးတာဖြစ်ပါ ರೀ ဒီပြိုင်ပွဲမှာဖိတ်ခေါ်မဲ့နိုင်ငံတွေကအနောက်နိုင်ငံတွေရဲ့မဟာမိတ်မဟုတ်တဲ့ဓမ္မမဟုတ်ရုရှားနဲ့ဆက်ဆံရေးကောင်းတဲ့နိုင်ငံတွေဖြစ်နေတာတွေ့ရပါတယ်။ဒါဟာအာကစားကိုအသုံးပြုပြီးတော့နိုင်ငံတကာမဟာမိတ်ကွန်ရက်ကိုခိုင်မာစေဖို့ကြိုးပမ်းခြင်းဖြစ်ပါတယ်။ဒီနေ့မှာဖော်ပြထားတဲ့နိုင်ငံရှိနိုင်ငံကနေ၁၂နိုင်ငံအထိပါဝင်မဲ့စည်းရုံးကိုကြည့်မယ်ဆိုရင်ရွေးချယ်မှုစံနှုန်းကိုခံမှန်းနိုင်ပါတယ်။ရုရှားဘက်ကယာထားတဲ့နိုင်ငံတွေစည်းရုံးမှာပါဝင်နေတဲ့တရုတ်၊ဆာဗီယာစတဲ့နိုင်ငံတွေကရုရှားနဲ့နိုင်ငံရေးစီးပွားရေးဆက်ဆံရေးအထူးကောင်းမွန်တဲ့နိုင်ငံတွေဖြစ်နေတာတွေ့ရပါတယ်။ကင်မရွန်၊နိုင်ဂျီးရီးယား၊ဂရိ၊ချီလီ၊ပီရူစတဲ့နိုင်ငံတွေကခြေစစ်ပွဲမအောင်ခဲ့ပေမဲ့ ဘောလုံးသမားကြောင်းနဲ့နာမည်ကောင်းရှိတဲ့လာလာကောင်းတဲ့တင်းတွေဖြစ်ကြပါရည်ဒီလိုတင်းတွေပေါ်ဝင်မှသာပြိုင်ပွဲဟာဘောလုံးရည်သွေးကလတီရှိပြီးတော့လူစိတ်ဝင်စားမှုရရှိမှာဖြစ်ပါရည်မြန်မာနိုင်ငံအနေနဲ့လည်းရုရှားနဲ့ဆက်ဆံရေးကောင်းများရှိနေတာကပါဝင်ခွင့်ရရှိနိုင်မဲ့အခွင့်အရေးတစ်ခုဖြစ်ပါရည်ဘောလုံးရည်သွေးရမြန်မာကအထက်ပါနိုင်ငံကြီးတွေထက်နောက်ကျကျန်နိုင်နေပြီမြေတနမန်ကြီးရရွေးချယ်မှုကြောင့်တနီယာဇာဝင်ခွင့်ရရှိသွားနိုင်ပါရည်ဒါဆိုရင်မြန်မာဘောလုံးသမိုင်းမှာကဘာပလာအဆင့်ပြိုင်ပွဲဝင်ရောက်ခွင့်ရခဲ့ဖို့ရဲ့စရမတန်ကောင်းတစ်ခုရရှိသွားမှာလည်းဖြစ်ပါရည် ဒီစီစဉ်ဟာလောလောဆယ်ရဲ့အစီအစဉ်ရေးဆွဲနေတဲ့အဆင့်မှာပဲရှိနေသေးတာကြောင့်အကောင့်ထဲပေါ်လာဖို့အတွက်ကတော့စိန်ခေါ်မှုတွေရှိနေပါသေးတယ်။ဒီပါချက်ကတော့နိုင်ငံတကာအသိအမှတ်ပြုမှုဖြစ်ပါရီ။ပါဝင်တဲ့နိုင်ငံတွေများလာရင်ကမ္ဘာမီဒီယာတွေရဲ့စိတ်ဝင်စားမှုရရှိလာနိုင်ပြီးတော့အားကစားပွဲဖြစ်အသိအမှတ်ပြုလာနိုင်ခြေရှိတယ်ဆိုပေမဲ့ FIFA ရဲ့တရားဝင်အသိအမှတ်ပြုမှုရရှိဖို့ကလုံးဝမသေးကြပါဘူး။ FIFA ကသူ့ရဲ့ပြိုင်ပွဲတွေကိုစိန်ခေါ်တဲ့ပြိုင်ပွဲမှန်သမျှကိုပိတ်ပင်တားဆီးလေရှိပါရီ။နံပါတ်၄ချက်ကတော့ကစားမများရဲ့ပါဝင်မှုဖြစ်ပါရီကဘာဖလားမှာကစားအကျင့်နဲ့တူညီတဲ့ဂုံတိတ်ခါကိုရရှိနိုင်တဲ့အတွက် ါဝင်ရှင်ပြိုင်လူစိတ်မြန်မာနိုင်ငံဆိုပေမယ့် FIFA ကဒါကိုတားမြစ်လာရင်တော့ကစားမားတွေကသူတို့ရဲ့ကလပ်အသင်းတွေနဲ့ကမ္ဘာ့ဗလားပွဲစဉ်တွေမှာပါဝင်ခွင့်ပိတ်ပင်ခံရနိုင်တာကြောင့်ကစားမားတွေဘက်ကတွန်းဆုတ်တာတွေညင်ပယ်တာတွေဖြစ်လာနိုင်ပါတယ်။နံပါတ်3ချဲရုရှားအတွက်ကြိုးကျေးဇူးပိုင်းဖြစ်ပါတယ်။နိုင်ငံကပိတ်ဆို့မှုကြားကနေနိုင်ငံကအကစားပွဲကြီးတစ်ခုကိုအင်ရှင်ဖြစ်ကျင်းပနိုင်တဲ့ဂုဏ်သိက္ခာရရှိမှာဖြစ်ပေမယ့်စီမံခန့်ခွဲမှုနဲ့ငွေကြေးသုံးစွဲမှုပိုင်းမှာကြီးမားတဲ့ယင်းနှမြောက်နယ်မှုလောက်အောင်မှာဖြစ်ပြီးတော့ ရလက်ကမတိကြသေးပါဘူး။အကယ်၍မြန်မာအတင်းသာပါဝင်ခွင့်ရမယ်ဆိုရင်ကမ္ဘာစင်မီကင်မရွန်၊ချီလီ၊ဆာဗီယာစသဖြင့်အတင်းတွေနဲ့ရှင်ပြိုင်ကစားတဲ့တွေ့ကြုံရရှိစေမှာဖြစ်ပါရည်။ဒီလိုပွဲမျိုးဟာမြန်မာဘောလုံးလောကရဲ့အဆင့်တန်းကိုတိုးတက်စေဖို့ရည်ကြီးပါရည်။ပြိုင်မက်တွေကရန်ကိုရှင်းမြင့်တဲ့အတင်းတွေဖြစ်နေတာကြောင့်အတင်းတွေနဲ့ရလက်ဆိုရင်းနဲ့ရင်ဆိုင်နိုင်ချေများနေပြီးစိတ်သက်ပိုင်းဆိုင်ရာဖိအားတွေရှိနိုင်ပါရည်။ဒါပေမဲ့ပညာရတဲ့ပွဲစဉ်တွေဖြစ်လာမှာကတော့တေးကြပါရည်။အချို့ဆိုရင်တော့ရုရှားရဲ့ဒုတိယကမ္ဘာဖလားအစီအစဉ်ဟာနိုင်ငံရေးအမှန်ချန်နယ်အားကစားကိုပေါင်းဆက်ထားတဲ့ဗျူဟာတစ်ခုဖြစ်ပြီးတော့ FIFA ရဲ့လွှမ်းမိုးမှုကိုစိန်ခေါ်လိုတဲ့ရည်ရွယ်ချက်ရှိပါသည်။လက်ရှိချိန်နေရတော့ဒီစီစဉ်ကတရားဝင်မဟုတ်သေးတဲ့စိတ်ကူးအဆင့်မှာပဲရှိနေသေးပေမယ့်တကယ်တော့အကောင့်ထဲပေါ်လာခဲ့မယ်ဆိုရင်ရုရှားနဲ့ဆက်ဆံရေးကောင်းမွန်တဲ့မြန်မာအပါအဝင်နိုင်ငံတွေအတွက်မျှော်လင့်ချက်အလင်းရောင်လေးတစ်ခုဖြစ်လာနိုင်မယ်လို့ပြောရမှာဖြစ်ကြောင်းပါများ။ဒီကောင်နေနဲ့လည်းမြန်မာအသင်းကဘာပလာဝင်ခွင့်ရရှိရေးအတွက်ဒီစီစဉ်လေးကောင်ထဲပေါ်လာဖို့ဆူတောင်းပေးခဲ့ကြပါအောင်များ။ဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရစေများ။